နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အမျိုးသားအဆောင်တပ်ဖွဲ့ဝင်2ဦးဟာမနေ့ကမွန်းလွဲပိုင်းမှာ Washington DC ကအင်ဖြူတော်အနာမှာပြစ်ခတ်ခံရပြီးပြင်းထန်တဲ့ဟာရရှိသွားခဲ့တယ်လို့ပြည်နေအုပ်ချုပ်ရေးမှူးကပြောကြားခဲ့ပါတယ်။အနောက်ဘာဂျီးနီးယားအမျိုးသားအဆောင်တပ်ဖွဲ့ဝင်2ဦးဟာပြစ်ခတ်ခံရခြင်းမပြုမီတန်တရာရှိသူနဲ့တနက်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ဥပဒေစိုးမိုးရေးသတင်းရင်းမြစ်နှစ်ခုကပြောကြားခဲ့တယ်လို့ CNN သတင်းမှာဖော်ပြပါတယ်။ ဖန်တရားရှိသူကိုဖမ်းဆီးထိန်သိမ်းပြီးအခင်းဖြစ်ပွားရာနေရာကနေထန်းစင်နဲ့ရွှေပြောင်းခဲ့ကြောင်းသတင်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။အဆောင်တပ်ဖွဲ့ဝင်တွေတည်ဆုံကြောင်းကနဦးသတင်းတွေအရာကတော့အဆောင်တပ်ဖွဲ့ဝင်တွေတည်ဆုံခဲ့ပြီလို့ဆိုထားပါတယ်။ဒီသတင်းမထွက်ပေါ်မီသမ္မတဒေါ်နယ်ထရန့်ကလူမှုမီဒီယာမှာတနက်သမားဟာပြင်းထန်စွာတရားရရှိထားပြီးတံမိုးကြီးကြီးပြစ်ဆက်ရမယ်လို့လည်းပြောကြားခဲ့တာပါ။အနောက်ဗာဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတရားရရှိသွားခဲ့ပြီးရေးတပ်ဖွဲ့ကတန်တရားရှိသူတယောက်ကိုဖမ်းဆီးထားကြောင်းကိုလည်းပြောကြားခဲ့တာဖြစ်ပါတယ်ရှင်